ားလုံးမင်္ဂလာပါဒီနေ့အချိန်ကဆလုံးပေါင်းပတ်ခြင်းအပိုင်း30ကိုရောက်လာပြီပေါ့နော်အပိုင်း30မှာလည်းကျွန်တော်ဒီမှာအောက်အောက်မှာဥပမာပေါ့နော်အဲ16လုံးကျွန်တော်ခြားရတာလေဒါတွေကိုကျွန်တော်တစ်လုံးကြီးပေါင်းပြမှာနော်ဒီစားလေးလိုက်ကြည့်ပြရပါအဲကျွန်တော်ပေါင်းပြီးလိုက်ပေါင်းရင်လည်းပေါင်းလို့ရတယ်နော်အဲ့ဒါဆိုတော့ပို့ပြီးတော့အဲဖတ်တတ်ပါမယ်ပေါ့နော်အဲနံပါတ်1ကခလေးခလေးကိုထိုင်းလို့တဲနော်တဲအော်ပေါင်းရနော်ဒေါ်အေကောတဲနော်ခလေးနော် ဒါကြောင့်ဒီနေ့လေးပြရတယ်ဒေါ်ဒီရင်စာရာအေးဒီရင်ကောက်ကင်နဲ့တက်ထားရယ်နော်တဲအဲဒီရင်နံပါတ်2နံပါတ်2ကရှောက်ပြီရှောက်ပြီကိုထိုင်းလို့ဒန်နော်ဒန်နော်ဒေါ်အေနော်ဒန်ရှောက်ပြီနော်ဒန်ရှောက်ပြီဒေါ်အေနော်ဒန်ရှောက်ပြီအဲပြီးရင်နံပါတ်3နံပါတ်3ကတခုတစ်ကောင်တစ်ယောက်ပေါ့နော်ထိုင်းလို့ပါတော့ဒီယိုနော်ဒေါ်အီယာဝဒီယို ဖျောက်သေးဒါမှမဟုတ်တခုလေသုံးရနော်ဒါကစရာအီယာနော်ဘောနဲ့တရားလေဒေါ်အီယာဝဒီယိုနော်ညာပြီးရင်နံပါတ်၄နံပါတ်၄ရအနီတကယ်လို့ရှိရစီစီထည့်လိုက်မယ်ဆိုရင်အနီအောင်ဖြစ်သွားမယ်နော်အနီဟိုထိုင်းလို့ဒန်းနော်ဒေါ်အေငေါ်ဒန်းနော်ဒန်းအနီနော်အနီအောင်ပေါ့နော်အဲနံပါတ်5နံပါတ်5ကျတော့နေနေဦးထိုင်းလို့တဲတဲเนาะ ดอเอดอแดดเนาะแดดอันนี้บ่เนาะนี่แล้วเจ้านี่มีอยู่ล่ะพี่เด้แดดเนาะเอ่อพี่นัมเบอร์6เอ่อนัมเบอร์6ก็จะเราโคนาโคนาโอ้มันท้ายโหลดอเนาะดอเนาะป้องอยู่มั้ยดอโอดอดอคงนี่เนาะนี่มาปะได้ดาสระโอเนาะดอโอดอดอเนาะดอโอดอดอคงนี่เนาะ နံပါတ်9နံပါတ်9ကကြတော့ခံရပြီပေါ့နော်အဲတကူကူခံရတယ်လို့ကားတိုက်ခံရတယ်လို့ဒေါ်လို့ချွန်းအဲကားတိုက်ခံရတယ်လို့လူမျိုးသုံးတာပေါ့နော်ခံရတယ်နော်အဲပေါင်းကြည့်မယ်ဒေါ်အိုနော်ဒေါ်နော်ဒေါ်အိုနော်ဒေါ်ခံရပြီနော်ဒေါ်ခံရပြီအဲနံပါတ်10နံပါတ်10ကနှစ်ဖြစ်အဲကားဖြစ်လို့ကားနှစ်သွားတယ်လို့နော်အဲလူမျိုးသုံးတာပေါ့နော်အဲသူ့ကြတော့ ဟိုပေါင်းကြည့်မယ်နော်ဒေါ်အိုယောဒွေနော်ဒေါ်အိုယောဒွေနေ့ဖြစ်စကားဆက်နေနဲ့သုံးတယ်နေ့ဖြစ်နံပါတ်9နံပါတ်9ကကျတော့ရတယ်ဒါကတော့လွယ်ပါတယ်လူရမ်းနဲ့တည်ရနော်အန်ဒိုင်ပေါင်းကြည့်မယ်နော်ဒေါ်အိုင်ဒိုင်မိုင်ထူဒိုင်နော်ဒေါ်အိုင်ဒိုင်မိုင်ထူဒိုင်ရသည်နော်နေ့နံပါတ်10နံပါတ်10ကရွာသည်ပါရွာတာလဲမိုးရွာတာဒါမှမဟုတ်ပစ္စည်းတစ်ခုခုအမြင်ရတဲ့အောက်ကိုပြုတ်ကြတယ်နေ့ထိုင်းလိုကတော့တော့ เนาะပေါင်းကြည့်မယ်တော့ o ကောတုံဒီမှာเนาะဒီဒီလေးချက်ပြရတယ်တော့ o ကောတုံเนาะပြုံကြလေးဒါမို့ရင်ရွာဒီမိုးရွာဒီတုံးနေရเนาะအဲနံပါတ်7နံပါတ်7ကကြတော့အစအစဝူထိုင်းလို့တောင်းပေါင်းကြည့်မယ်နော်တောအိုနော်တောင်းအစနော်အစဝူတောင်းအဲဘီအစနဲ့စနဲ့ကကြတော့အပင်အပင်ကိုကြတော့တောင်းနော်တောင်းပေါင်းကြည့်မယ်နော်တောအို တော့နော်တော့မိုင်းထူတော့အပင်နော်တပင်ကိုပြောတာဖြစ်တယ်။နော်ဒါတော့စကလုံးလေးတွေကနော်အကုန်လုံးသုံးလဲစားတယ်နော်အစင်လိုက်လေးတွေရပင်းနံပါတ်73နံပါတ်73ကပြုတ်ပြီနော်အသားပြုတ်တော့လို့ရပြုတ်တော့အဲ့ပြုတ်တာကိုသုံးတာပေါ့နော်တော့အိုမောတော့မိုင်းထူတော့နော်တော့အိုမောတော့မိုင်းထူတော့ပြုတ်ပြီနော်နံပါတ်74ဆက်ပြီနော် ပိုက်ဆက်တာပဲဖြစ်ဖြစ်ဒါမျိုးရွေးရှင်တစ်ခုခုဆက်တာပဲဖြစ်အဲဒီဆက်တာကိုတောင်းတာဖြစ်တယ်အထိုင်းလိုကတော့တော်ပေါင်းကြည့်မယ်နော်တော်အော်တော်မိုင်းအေတော်တော်အော်တော်မိုင်းအေတော်နော်တော်လာဆက်ဒီအဲနံပါတ်15ထိုးဒီထိုးလာလို့ရိုက်တာလို့နေရာမှာတောင်းတာနော်ဒါမျိုးရင်အပေါ်ကနေထည့်တာလို့လည်းအဲ့လိုမျိုးတောင်းတာနော်ပေါင်းကြည့်မယ်နော်တော်အော်ကောတော်နော်တော်အော်ကောတော်တော်လာထိုးဒီနော်ကတ်ထိုးလာလေတောင်းလို့ရတယ်နော် တော်ပတ်တို့ပါဆိုကတ်ထိုးခိုင်းတယ်ဆိုအဲဒီမှာတော့နံပါတ်16တော့ဆုံးလို့လေးနော်အထိုင်းတော့တောင်းတောင်းခံရသည်ရမည်ခံရတဲ့နေရာတွေမှာလည်းသုံးတယ်လို့အဲရမယ်ဆိုတော့တိကျတဲ့စကားလုံးပေါ့နော်တုံးပိုင်းတွားရမယ်တုံးမာလာရမယ်လို့လူနေရာတွေမှာလည်းသုံးတယ်ပေါင်းကြည့်မယ်တော်အောငောတောင်းမိုက်ထိုးတောင်းနော်တော်အောငောတောင်းမိုက်ထိုးတောင်းခံရသည်ရမည် โอเคကျွန်တော်ဒီတော့ draw လေးပဲလောင်းရအောင်ပေးခြင်းပါတယ်အဲဒါသိခြင်းလားလေးရှင်လဲကျွန်တော် comment အောက် check box ကနေမြင်းမြန်းနိုင်ပါတယ်အားလုံးမင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေခင်ဗျာ